အားလုံးပဲမင်္ဂလာပါကျွန်တော် David ပါ MMA မြန်မာနဲ့ကြိုဆိုပါတယ်ဒီနေ့တော့ကျွန်တော်တို့မြန်မာပြည်ရဲ့တူဒီတော်ကိုစားပြု UFC fighter ပေါ့နော်ချင်း fighter လေး Josh Shawin ကလာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာကျင်းပပြုလုပ်မယ့် UFC 323ပွဲမှာ UFC flyweight champion ခပ်ပွဲအတွက်တမိုင်းဝင် ရှင်ပြန်ရတော့မှာ ဖြစ်ပါတယ် ဒီ UFC 323ပွဲမှာဒုတိယခေါင်ပွဲအနေနဲ့ဟိုလက်ရှိချန်ပီယံဖန်တိုရှာနဲ့အရှင်ပြိုင်ထိုးသားရမှာဖြစ်လို့ဖန်တိုရှာရဲ့အားနည်းချက်အားသာချက်ပြီးတော့ကြော့ရှော့ပင်အနေနဲ့ဘလူးကင်းပလန်တွေနဲ့ပွဲထွက်လာတင်တယ်လဲဆိုတော့အကြောင်းအရာတွေပေါ့နော်ဒီမျိုးပုံစံကိုကျွန်တော်တို့ MMA မြန်မာရဲ့အမြင်ကိုကျွန်တော်တို့တုံးသက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဖန်တိုရှာနဲ့ကြော့ရှော့ပင်တို့ရဲ့ဒါအားသာချက်အားနည်းချက်တွေကိုကျွန်တော်တစ်ချက်ပြောရအောင်ဆိုတော့ ဟန်တို့ရှာရဲ့အားသာချက်တွေကိုကျွန်တော်အရင်ပြောရမယ်ဆိုလို့ရှိရင်တော့ပထမတစ်ချက်က back take and real neck choke ပေါ့နော်အဲ့ဒါဘာကိုပြောတာလဲဆိုရင် तू ကဆွဲလဲနိုင်ပြီဆိုလို့ရှိရင် back position ကိုမရရအောင်ပြောင်းနိုင်တယ် back position ရပြီဆိုလို့ရှိရင် body triangle လို့ခေါ်တဲ့ပြိုင်ဖက်ရဲ့ဒီခန္ဓာကိုယ်ပေါ့နော်ခြေထောက်နဲ့ဒီလိုမျိုးချုပ်တာပေါ့ချုပ်ချုပ်ပြီးွားလို့ရှိရင်ပြီးတာနဲ့ real naked ချုပ်ဒါမှမဟုတ်ဒီ face crack ပုံစံမျိုးနဲ့သူကအဆုံးတတ်တဲ့နေရာမှာ ဖန်တို့ရှာတော်တော်လေးကိုကောင်းပါတယ်ဆိုတော့ဒီအကွက်ကသူ့ရဲ့ဒီ signature အကွက်လို့တော့မှပြောလို့ရတယ်ပေါ့နော် UFC မှာဒီချုပ်ကွက်နဲ့အနိုင်ရအနိုင်ရခဲ့တဲ့ဒီ6ပွဲမှာ5ပွဲကို real naked ချုပ်နဲ့အနိုင်ရရှိပြီးတပွဲကိုဒီ neck crack နဲ့ဟိုဖန်တို့ရှာအနိုင်ရရှိထားတာဖြစ်ပါတယ် neck crack ဆိုတာကလည်းဟိုနောက်ကျောအနေထားနဲ့ပဲလို့ရတာဆိုတော့ဒီ back position ကိုတော်တော်လေးကြိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်သူပြန်ဖက်ရဲ့နောက်ကျောကိုသူက နောက်ကျောနောက်ကနဲ့ကပ်တွေ့ပြီးတော့မှဒီလိုချုပ်လုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောရပါမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဒါ pressure fighting style ပေါ့သူပြိုင်ဖက်ကိုအတင်းလိုက်အထူးသဖြင့်ပွဲစပြီဆိုတော့လည်းအတင်းလိုက်ဝင်ထိုးပထမအချီလိုမျိုးမှာပေါ့နော်အဲ့လိုမျိုးဝင်ထိုးပြီးတော့သူကပြိုင်ဖက်ကိုပြေးပြီးတော့မှညာလေတီးတွေအဲ့လိုမျိုးတွဲလုံးနေနဲ့သူကဖန်တို့ရှာထိုးတတ်တယ် ဲ့လိုလိုက်ထိုးပြီးတော့မှပြန်ဖက်ကနောက်ဆုံးရင်းဆိုရင်းနဲ့တန်စကာနာရောက်ပြီဆိုလို့ရှိရင်အဲ့မှာ तू ဝင်ဖက်ပြီးတော့မှ तू တခါတည်းချက်ချင်း back position ပေါ့နော်နောက် तू ပြန်ဖက်ရဲ့ knock jaw ကိုရောက်အောင် तू ချက်ချင်းပြောင်းပြောင်းပြီးတော့မှအဲ့လိုမျိုး तू လှုပ်တတ်ပါတယ်ဖန်တို့ရှာကဒီဂျိုးဝိုင်းအလဲမှာဆွဲလဲရဲဆိုတာတိတ်မရှိတလောက်ပါပဲ तू ဘွဲတွေကျွန်တော်တို့တေချာပြန်ကြည့်တဲ့ခါမှာပေါ့နော်ဆိုတော့ပြန်ဖက်ကိုအတင်းဝင်ထိုးပြီးရင်ပြန်ဖက်ကတန်စကာနာရောက်သွားရင်ဒီ clinch အနေထားနဲ့ပြန်ဖက်ရဲ့ နောက်ကျောအနေထားကိုရအောင်သူသူမြန်လဲအရင်မြန်တယ်သိတယ်မလားတခါလေဆိုမျက်စိတမိတ်အတွင်းမှာကြိုင်ဖဲ့ရဲ့နောက်ကျောသူတခါတည်းရရောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးအနေထားနဲ့သူကဘွဲကိုအဆုံးသတ်နိုင်အောင်ကြိုးစားတာအဲ့လိုမျိုးလှုပ်တက်တာကျွန်တော်တို့တွေ့ရပါတယ်နောက်တတိယတစ်ချက်ကဒီ championship experience ပေါ့ပြောရမယ်ဆိုရင်ဖန်တို့ရှာကဟိုအားလုံးလည်းသိတဲ့အတိုင်းတက်လုံအရန်တော့ကောင်းတာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ champion အတွေ့အကြုံဟိုနဲ့ ဆိုတော့ तू ငါးချီအထီကိုဘယ်လိုကစားရမလဲဆိုတာ तू ကောင်းကောင်းသိတယ် तू ပါလဲပါနဲ့တယ်ဥမာ နောက်ဆုံး၄ချီ၅ချီလောက်မှာ तू မောနေပြီမခံနိုင်တော့ဘူးဆိုရင်တော့မလုံးဝမရှုံးအောင် तू ဘယ်လိုကစားရမလဲဆိုတာ तू သိတယ်နောက်ဆုံးတစ်ချက်ကဒီမာဂုံပိုင်းမှာဖန်တို့ရှာရဲပွဲတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင် तू ရင်းပြီးတော့မှထိုးရဲတယ်ပေါ့နော်ဟိုတချို့ပွဲတွေကြီးနေလိုက်ရင် तू မျက်နှာသွေးထွက်တန်ယူအများများနဲ့ကိုတကယ်ကို ဟိုခံပြီးတော့မှအထိုးခံပြီးတော့မှအဲ့လိုမျိုးဝင်ထိုးတာတွေတွေ့ရတယ်ဆိုတော့ပွဲတိုင်းလိုလိုမှာ तू ကအများရန်အထိုးခံရတတ်တယ်ဒါပေမဲ့အခုထီတီတပွဲမှာ तू အလဲထိုးနဲ့အရှုံးရှုံးတာမျိုးဟိုမရှိတာကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့မာကုံကအတိုင်းတာတစ်ခုထိကောင်းတယ်စိတ်ချရတယ်ဆိုတာကိုတွေ့ရပါတယ်ဆိုတော့ဒါကဖန်တို့ရှာရဲ့အားသာချက်ပေါ့နော်ပြီးတော့အခု ဖန်တို့ရှာအားတဲ့အားတဲ့ချက်တွေပြီးတော့ကျွန်တော်တို့သူ့အားနဲ့ချက်တွေအကြောင်းလဲကျွန်တော်ပြောချင်တယ်။သူ့အားနာအားနဲ့ချက်တွေထဲကဒီပထမဆုံးတစ်ခုကတော့သူ့မျက်နှာကြီးကအများအားပွန့်တတ်တယ်။အဲ့ဒါကြောင့်လဲသူ့ရဲ့မျက်နှာကထိုးလို့ရှိရင်အများအားသွေးထွက်တန်ယူနေတန်ရတယ်သူခဏခဏရတ်တတ်တယ်။ဆိုတော့သူ့ရဲ့အားစာချက်တစ်ခုဖြစ်တဲ့ဒီ pressure fighting style မှာဖန်တို့ရှာကသူ့ရဲ့လက်သီးကိုရေကူးသလိုမျိုးပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးကြီးနဲ့ဘယ်ညာနဲ့အတွင်းဝင်လုံးတော့ counter ကောင်းတဲ့ fighter နဲ့တွေ့လို့ရှိရင်ဒါက तू ောင်တာထိုးချက်တီနဲ့သူဖန်တို့ရှာကအထိနာတက်ပါတယ်ဆိုတော့တူးတဲ့တစ်ချက်ကဆွဲလဲပြီးရင်လေဒီ top position ဆိုရင်သူဘာမှသိပြီးတော့မှမလုပ်တတ်တာပါ တော့ဆွဲလှဲလို့ရပြီဆိုကြတဲ့က back position ကိုပဲအတိကသွားတာပေါ့နော် knock job ဘက်ကိုပေါ့ဆိုတော့တကယ်လို့ knock job ဘက်မရဘဲနဲ့ तू က top position အပေါ်ကနေအဲ့လိုမျက်နှာချင်းဆိုင်ကိုအပေါ်ကနေ तू ကြည့်ရတဲ့အနေအထားမျိုးဆိုလို့ရှိရင် तू က ground and pound လိုမျိုးကို तू ထူထောင်းတာတွေအဲ့လိုမျိုးတွေကိုအပေါ်ကနေထိုးကြိတ်တာတွေကို तू ကသိမ့်မလုပ်တတ်ပါဘူးဆိုတော့တချို့ပွဲတွေမှာဆိုလို့ရှိရင် तू က top position ရထားတာတော့မှအောက်ပြိုင်ဖက်ကနေ तू ပြန်ပြီးတော့မှခံထိုးတာတွေအဲ့လိုမျိုး तू ခံရတတ်တယ်ပေါ့နော်ဟိုအဲ့ဒါကိုဒီ Brandon Revel နဲ့ဒုတိယအကြိမ်တွေ့တဲ့ပွဲမှာ ကျွန်တော်တို့ကောင်းကောင်းကြီးတွေ့ရပါတယ်ဆိုတော့အောက်ကနဲ့ဒီ rebel ကသူ့ကိုကောင်းကောင်းပြန်ဖြန်ထိုးတာကိုသူခံနေရတာပေါ့နော်ဆိုတော့နောက်တားတရတစ်ချက်ကတော့သူတက်လုံပိုင်းမှာဟိုသူနောက်ဆုံးထိုးခဲ့တဲ့ဘွဲကိုကြီးလိုက်ရင်ဒုတိယအချီဟိုနောက်ဆုံးပိုင်းပေါ့နော်တပတ်ကျော်ကျော်လောက်ကနေစပြီးတော့သူတက်လုံစပြီးတော့မှကြလာပြီခုပြောသလိုတက်လုံဟိုကြပေမဲ့မသူမရှုံးသွားအောင်တော့သူကညံနဲ့အုံပြီးတော့ကစားတတ်တယ်သူလည်းတော်တယ် ပါနေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဒါပေမဲ့အခုလိုဒီတခြားထူးချွင်တဲ့ fight IQ ကောင်းတဲ့ fighter တွေနဲ့တွေ့ရင်ဓာတ်တွေအတွက် under ရဖြစ်လာနိုင်ပါတယ်သူလည်းဟိုဘယ်လိုလုပ်ရမလဲဘယ်လိုခံရမလဲမသိနည်းနည်းအဲ့လိုမျိုးဖြစ်သွားတဲ့အနေအထားမျိုးလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီအဲ့ဒါကိုဘယ်မှာတွေ့ရမလဲဆိုတော့သူရှုံးခဲ့တဲ့ဒီအာဒေးဗစ်ဆန်ဖဂီရက်ဒိုရဲ့နဲ့ထိုးတဲ့ပွဲမှာပေါ့နော်အဲ့ဒီပွဲမှာဟိုအဲ့လိုမျိုးအခြေအနေမျိုးကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ် ကျွန်တော်အဲ့ဒီဘွဲမှာဆိုရင်လည်းခုနအစမှာပြောသလို तू မျက်နှာလည်းတော်တော်လေးအထိုးခံရတယ်သူ့တလုံးလုံးနဲ့ဖြစ်တာကိုတွေ့ရပါတယ်ဆိုတော့ဂျော့ရှော်ဗင်တာအဲ့ဒီဘွဲပုံစံမျိုးဒီဒေးဗီဆန်ပုံစံမျိုးကိုအချိန်ကြီးယူပြီးတော့အဲ့ဒီပုံစံမျိုးကစားသွားနိုင်မယ်ဆိုလို့ရှိရင်ဂျော့ရှော်ဗင်နိုင်နိုင်တဲ့အနေအထားမျိုးပါဆိုတော့ဒါဖန်တိုးရှာရဲ့အားနဲ့ချက်တယ်ပေါ့နော် ။ Now ကျွန်တော်တို့ Joshua Ben ဖက်ကကျွန်တော်တို့ပြောရမယ်ဆိုတော့ Joshua Ben ရဲ့အားနေချက်အားသာချက်ဆိုတာထက်ကျွန်တော်တို့ဖန်တို့ရှာကိုသူရင်ဆိုင်ဖို့ဘယ်လိုရင်ဆိုင်ရမလဲပြီးတော့ဘာတွေပြင်ဆင်လာတင့်လဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တိကပြောသွားချင်ပါတယ်။ဆိုတော့ Joshua Ben မှာကဒီအားနာဟိုအားသာချက်ဆိုလို့ရှိရင်တော့အားလုံးသိတဲ့အတိုင်း stem fight သူကကောင်းတယ်သူရဲ့ထိုးချက်တည်းကမျက်နှာကိုထိကြတိထိတယ်မှန်ကန်မှုရှိတယ်တိကြမှုရှိတယ် UFC မှာတော့မှတကယ် record သူ့ရဲ့ထိုးချက်တွေတိကျမှုက record တစ်ခုအနေနဲ့တော့မှရှိနေတဲ့ fighter ပါဆိုတော့အားနဲ့ချက်ပိုင်းလို့ကျွန်တော်တစ်ချက်ပြန်ပြောမယ်ဆိုလို့ရှိရင်ဒီ Joshua Ben ကဒီ grappling ပိုင်းနဲ့ submission defense ပိုင်းကိုကျွန်တော်တို့ကြည့်ရမှာပါဒါကသူ့ရဲ့အားနဲ့ချက်ဖြစ်လာနိုင်တယ်လို့ဘာလို့ကျွန်တော်တို့ပြောရလဲဆိုတော့အမှန်တမ်းပြောရင်ဒီလိုမျိုးအနေထား ဂျော့ရှော့ဘင်ဒီ submission defend တို့ grappling ဘိုင်းအဲ့လိုမျိုးသူအရန်ကစားတာကျွန်တော်တို့မတွေ့ရဘူးပေါ့နော်သူ grappling နဲ့ဒီချုပ်ကော့တီနဲ့နိုင်တာတော့ရှိတော့ရှိခဲ့ဖူးတယ်ဒါပေမဲ့အဲ့လိုမျိုးနမူနာကျွန်တော်တို့အများကြီးမတွေ့ရဘူးဆိုတော့ဒါပေမဲ့ကျွန်တော် take down defense ဘိုင်းမှာတော့ဂျော့ရှော့ဘင်ကတော်တော်လေးကောင်းပါတယ်ဆိုတော့ဒီဘွဲမှာဂျော့ရှော့ဘင်အနေနဲ့အနိုင်ရဖို့ကဲကျွန်တော်တို့ဘာတွေပြင်ဆင်လာအသင့်လဲသူရဲ့အားသာချက်တီကိုအတိကထားပြီးဘာတွေပြင်ဆင်လာအသင့်လဲဆိုတော့ပထမအနေနဲ့ကတော့ဂျော့ရှော့ဘင်အနေနဲ့ဒီ ဖူဝကောင်ကောင်နဲ့ပွဲထွက်လာဖို့လိုတယ်ခြေထောက်မြန်မြန်ဆန်ဆန်လှုပ်ရှားရှေ့တက်နောက်ဆုတ်အဲ့လိုအရှောင်တိမ်ပေါ့နော်ဟိုခြေထောက်ကောင်ကောင်လှုပ်ရှားဖို့လိုတယ်ဘာလို့ဆိုတော့ဖန်တိုးရှာပွဲစားပြီဆိုတာ ਨੇ အစားကျွန်တော်တို့ပြောသွားသလိုလက်တီတွဲလုံးနေနဲ့ဒီရေကူးသလိုသူဝင်ပြီးတော့မှထိုးမယ်ပြန်ဖက်ကနောက်ဆုံရင်းဆုံရင်းနဲ့ဒီဟိုတန်စကာနာဟိုအော်တဂွန်တန်စကာနာရောက်ပြီဆိုလို့ရှိရင်ပေါ့နော်သူကဟိုထိတ်ဒေါင်းလုပ်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်အဲ့လိုနောက်မဆုတ် ဲနဲ့ခြောင်ပြီးတော့မှကောင်တာ तू ကထိုးသင့်တာပေါ့နော်ကြော့ရှော့ပဲအနေနဲ့ကဆိုတော့ဥမာ तू ဖူဖူကောင်းကောင်းနဲ့ဆိုလို့ရှိရင်ပေးချောင်ထွက်တာမျိုး knock knock ဆုပ်ပြီးတော့ကောင်တာထိုးရှေ့ပြန်တက်တာမျိုးပေါ့နော်အဲ့လိုမျိုးဟိုဒါမှမဟုတ်ဒီ step off hook ပုံစံနဲ့ပေါ့နော်ခြေဒီခြေလှမ်းနှလှမ်း knock ဆုပ်ပြီးတော့မှကောင်တာပြင်းပြင်းလေးအချိန်ယူပြီးတော့ knock တော့ဆုပ်တဲ့တိုင်းမဲ့အချိန်နေရအချိန်ယူတဲ့ပုံစံမျိုးနောက်ဆုတ်တာပေါ့အကွက်နဲ့နောက်ဆုတ်တာပေါ့ဆုတ်ပြီးတော့မှအဲ့ဒါနဲ့ကောင်တာအားရပါးရပြန်လှမ်းထိုးတာမျိုးပေါ့လေဆိုတော့အဲ့လိုမျိုးဒီ လုတ်တင်တယ်ပေါ့နော် ပြီးတော့ TV ဆန်ကဖန်တို့ရှာကိုအနိုင်ယူခဲ့တဲ့ပွဲမှာအဲ့လိုမျိုးပုံစံလုတ်တာပါသူကတကယ်အဲ့လိုအဲ့မှာဆိုသူက upper cut နဲ့အားပါရထိုးထားတဲ့ဟာသူကအဲ့လိုမျိုးပုံစံအနေထားမှာဒီ TV ဆန်ကထိုးထားတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ပြီးတော့ဒီ ဂျော့ရှော်ဘင်ကဖူဝဲဘိုင်းတော့ကောင်းတယ်ခြေလှမ်းအဲ့လိုမျိုးရှေ့တက်နောက်ဆုတ်ပေါ့နော်အဲ့လိုမျိုးတော့ကောင်းတယ်ဒါပေမဲ့ဖန်တိုးရှာလိုပြိုင်ဖက်နဲ့တွေ့တဲ့အခါမှာတော့သူ့အနေနဲ့ပူပြီးတော့ညံဆန်မှုတော်တော်လေးလေးရှိဖို့တော့လိုပါလိမ့်မယ်ပြီးတော့ဒီဒွဲလုံးဒွဲတဲ့အချိန်နှစ်ချက်သုံးချက်ထက်ပူပြီးတော့မှမထိုးသင့်ဘူးဆိုလက်တီဒွဲလုံးဥမာ၄၅ချက်လောက်အဲ့လိုမျိုးဒွဲရမ်းများဝရင်တော့ အချိန်လွန်သွားတာတို့အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ဆိုတော့အဲ့လိုမျိုးနေထားမှာဆိုလို့ရှိရင်ဖန်နိုရှာအတွက်ကဒီဆွဲလဲဖို့အခွင့်အရေးပေါ့နော်ထိတ်တောင်းလုပ်ဖို့အခွင့်အရေးရသွားနိုင်ပါတယ်ပြီးတော့ဒီတရောင်ပိုင်းကိုလည်းပြင်ဆင်လာတင့်တယ်ဖန်နိုရှာကသူမျက်နှာပွင့်ပြီးတော့မှအဲ့လိုမျိုးတိုက်ဆင်ဖွင့်လာတဲ့အချိန်မှာဒီကောင်တာတရောင်ကတော်တော်လေးအလုပ်ဖြစ်တယ်ပြီးတော့ဥမာသူဖန်နိုရှာရှေ့တိုးလာလို့သူကခံထိုးတဲ့အချိန်သူတို့နှစ်ယောက်အဲ့လိုနီးကသွားတဲ့အချိန်မှာဖန်နိုရှာထိတ်တောင်းလုပ် ဖို့ပေါ့နော်မထိတ်တောင်းမလုတ်ခင်မျိုးမှာနီးလဲနီးပြီလဲတီးထိုးဖို့နီးတဲ့အနေအထားမျိုးမှာတတောင်နေပါလေသုံးမယ်ဆိုရင်ထိရောက်မှုအများကြီးရှိတာပါဒီ Steve uh, Arzak နဲ့ uh, Davidson နိုးပွဲမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပိုင်းကဒရော်လီတည်တာပါတယ် Steve Arzak ကဟိုတတိယအချီမှာပေါ့နော်သူသူ့ရဲ့တတောင်ရိုက်ချက်ကြောင့်ဒီဖန်တို့ရှာနှစ်ဖူး꿰ပြီးတော့မှသူ့အများကြီးထွက်ခဲ့တာပါဆိုတော့အဲ့နောက်ပိုင်းကျတော့ဒီသူ့ရဲ့အရန်ထွက်တာများလို့ဖန်တို့ရှာကသူ့ရဲ့ စွန်းဆောင်ကြီးတော်မှတိတိတတ်တာကျွန်တော်တို့ကြာသွားတာကျွန်တော်တို့တွေ့ရပါတယ်။ဒါပေမဲ့ Steve Arsack ကအဲ့လိုမျိုးအခြေအနေသူအားသာတဲ့အနေထားမှာရှင်ထိုးမယ်အစားတကယ်ဆို ground bind နဲ့ champion ဖြစ်နေတယ် ground bind တကယ်ဟိုတော်တဲ့ Fernando Shaw ကိုသူကဝင်ပြီးတော့မှလုံးလိုက်တော့အဲ့မှာသူပြန်ပြီးတော့ရှုံးသွားရတယ်အနေထားပါ။ဆိုတော့ပြောချင်တာကအဲ့ရုံးက Steve Arsack ကတောက်လျှောက် stand fight နဲ့ရှင်မီထိုးသွားမယ်ဆိုလို့ဆိုလို့ရှိရင်ဒီ Pendosha တော့မှရှုံးသွားနိုင်တဲ့ အနေထားပေါ့နော်ဆိုတော့ဒီ division figuredo ਨੇ ပွဲမှာဆိုလို့ရှိရင်ဟိုတတောင်ရိုက်ချက်ကြောင့်ပဲရှုံးခဲ့တယ်လို့တောင်မှပြောလို့ရပါတယ်ဖန်တို့ရှာကဟို UFC မှာဆိုလို့ရှိရင်သူက၃ပွဲပဲရှုံးတာပါအဲ့၃ပွဲထဲမှာဒီ Dustin Ortiz နဲ့ Aska Askarov တို့ကဒီဖန်တို့ရှာထက် ground ပိုင်းပူပြီးတော့မှကောင်းကြတယ်အဲ့ဒါကြောင့်လဲသူတို့ဖန်တို့ရှာကိုနိုင်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါမဲ့ Davidson ကြတော့သူက ဟိုဖန်တို့ရှာကိုဝင်လုံးလို့တိတ်မရအောင်တောက်လျှောက်သွားကောင်တာထိုးချက်တွေကောင်တာတောင်ရိုက်ချက်တွေနဲ့ပဲဖန်တို့ရှာကိုသူကအနိုင်အနိုင်ယူခဲ့တာပါဟိုတကယ်ကောင်းကောင်းမွန်မွန်ထိတ်တောင်းအောင်မှမရှိခဲ့ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဟိုဆိုတော့တကယ်လို့ Joshua ဘယ်ကလည်းအဲ့လိုမျိုးအနေထားဖြစ်အောင်သာသူကစားနိုင်မယ်တကယ်လို့လုံးဝထိထိရောက်ရောက်ထိတ်တောင်း defense လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒီဟာက Joshua ဘယ်အတွက်အနိုင် ဖြစ်လာဖြစ်လာနိုင်တယ် ဟိုဖန်တို့ရှာတော်ပါတယ်တော်တော်လေးကောင်းပါတယ်ဒါပေမဲ့ तू อ่ะอิสลามอิสลามတို့လူမျိုး तू อ่ะလုံးဝပြိုင်ဖက်ကိုဘလို့မှရှောင်ထွက်လို့မရအောင် အပြတ်နိုင်နဲ့လုံးဝကြီးကိုအရန်ကြီးအဆင့်ตาနေတဲ့ fighter ကြီးမဟုတ်ဘူးလုံးဝ तू तू ပြိုင်ဖက်နဲ့အဆင့်လုံးဝกว่าပြီးတော့အပြတ်တတ်နိုင်နိုင်တဲ့ fighter မျိုးမဟုတ်ဘူးဖန်တို့ရှာရှုံးခဲ့တဲ့ record တွေလည်းရှိတယ်အားနဲ့ချက်တွေလည်းအများကြီးရှိတယ် အစ္စလာမ်နုဆိုလို့ရှိရင်ပေါ့နော်အားနည်းချက်တိကျွန်တော်တို့အမှန်တိုင်းပြောရရင်အားနည်းချက်တိမရှိဘူးဘာမှထောက်ပြစရာတိအများကြီးမရှိဘူးသူတို့ဟို ground နဲ့ ground ဘိုင်းကစားလို့ဒါလူတွေတိမကြိုက်တာရှိရင်ရှိမယ်တကယ်နီးစနစ်နီးပညာဘိုင်းနဲ့ပြောမယ်ဆိုရင်ပြီးတော့အားလည်းအရန်ရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနဲ့ဆိုရင်အစ္စလာမ်နုကတကယ်ဆိုလုံးဝရှင်ဖို့သူတို့နိုင်ဖို့ကတော်တော်လေးခက်ပါတယ်ဒါပေမဲ့ဖန်နိုရှာကအဲ့လိုမဟုတ်ဘူးသူရှုံးခဲ record တွေလည်းရှိတယ်အားနည်းချက်တွေရှိတယ်အဲဆိုတော့ဒါက ဘာဖြစ်ဖြစ်ကျွန်တော်တို့ Josh Shaw ပဲအတွက်အခွင့်အရေးရှိတယ်ဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဟိုနောက်တစ်ခုကအဲ့ဒီ Pendo Sha ရှုံးခဲ့တဲ့ဘွဲပေါ့နော်ဒီအတိကဒီဟို Davidson နဲ့ဘွဲမှာပြောရမယ်ဆိုလို့ရှိရင်အဲ့မှာကျွန်တော်အဲ့ဘွဲကိုကြည့်ရမယ်ဆိုလို့ရှိရင်ဖန်တို့ရှာကသူ့ရဲ့ထုံးစံအတိုင်းလက်သီးတွေတွဲလုံးတွေနဲ့ထိုးပြီးတော့မှဝင်ပြီးဆွဲလဲမယ်ဆိုတဲ့ game plan နဲ့လာတော့လာတော့အဲ့မှာ division ရဲ့ ကောင်တာပေါ့နော်သူဆွဲမလဲနိုင်အောင်ကိုဒေဗီဆန်ကကောင်တာတွေထိုးချက်တင်နေအဲ့လိုမျိုးလှုပ်တော့ခါကြတော့သူ့ရဲ့အစီအစဉ်သူ့ရဲ့ game plan ပြက်ခဲ့ရတဲ့အနေထားပါဆိုတော့သူ့ရဲ့ဟိုဒေဗီဆန်ရဲ့လက်သီးတွေပေါ့နော်ပါဝါအများကြီးကောင်းတာလဲပါပါတယ်ဆိုတော့ဖန်တို့ရှာဝင်လုံးလိုက်တိုင်းသူ့ရဲ့အားပါတဲ့လက်သီးတွေကြောင့်ဒါသုံးချီလုံးဖန်တို့ရှာကဘာမှဟိုလုံမရခိုင်မရအတွေ့အကြုံဟိုဘယ်လိုခေါ်မလဲအဲ့လိုမျိုးဖြစ်ပြီးတော့မှသူရှုံးခဲ့တာပေါ့ဆိုတော့အခုကလည်းဂျော့ရှာဘင်ကလည်း ဟိုဒီ Davidson Figueredo လောက်သူက reach တော့မရှိဘူး power လည်းအလောက်တော့မရှိဘူးလို့ဟိုပြောရမယ်ဆိုပေမဲ့ဒီ Davidson ထက်တော့သူကပို့ပြီးတော့မှညံ့နေထိကြမှုတိကြမှုထိထိဟိုမှန်ကမှုပေါ့နော်ထိုးချက်တီးတိကြမှုကလည်းပို့ပြီးတော့မှဟိုပို့ပြီးတော့တိကြမှုရှိတယ်ဆိုတဲ့ခါကျတော့အခုကောင်တာဘိုင်းကိုသူကောင်းကောင်းပြင်ဆင်လာလိမ့်မယ်အဲ့လိုမျိုးကျွန်တော်တို့ဟို ယူဆရတယ်ပေါ့နော်နောက်တစ်ခုကဒီ cardio drain လို့ပြောရမှာပေါ့ဒါအမောခနိုင်မှုပိုင်းပေါ့နော်အဲ့လိုမျိုးမှာဒီ Pandora ရဲ့တက်လုံကိုကြောက်အောင် Joshua ပဲအနေနဲ့ဒီ body shot ဒီပေါ့ခြေထောက်နဲ့ body ကိုစောင့်ကန်တာတို့ပြီးတော့နည်းနည်းနီးတဲ့ချိန်မှာ body shot ဒီအဲ့လိုမျိုးတွေသူ Joshua ပဲလည်းအဲ့လိုပိုင်းနေရအားသာအချက်ရှိတာပေါ့ဆိုတော့အဲ့လိုမျိုးတွေသူလှုပ်တဲ့နဲ့ထိုးတဲ့နဲ့ body shot ဒီယူတဲ့နဲ့ပြီးတော့လက်တီပိုင်းနဲ့သူကဥမာ jab ပေါ့နော်ဟို jab to the head ဒါမှမဟုတ်ဒီ right cross to the body အဲ့လိုမျိုးပေါ့နော်သူတွဲလုံးအနေနဲ့ထိုးထီအောင်မှုအများကြီးရှိနိုင်ပါတယ်ကြောရှော်ဘင်ကလည်းအဲ့လိုမျိုးပိုင်းကအားတာတော့ဆိုတော့နောက်တစ်ခုကခြေကံပိုင်းမှာဆိုရင်တော့ဒါ front kick တွေကအထီအောင်ဆုံးပေါ့နော်သူကဝင်လုံးဖို့လာတဲ့နီးလာတဲ့အချိန်မျိုးမှာ front kick နဲ့ဆိုလို့ရှိရင်သူကအချိန်တက်အောင်လှုပ်လိုက်တဲ့အနေထားမျိုးပေါ့ဒါပေမဲ့အဲ့လိုမျိုးကလည်းသတိထားဖို့တော့လိုတယ်ကိုကအဲ့လိုမျိုးလှမ်းကန်လို့ဟိုချော်ွားလို့ရှိရင်မှားွားလို့ရှိရင်ပြန်ဖက်ကသူ့ကို take down လုပ်နိုင်တဲ့အနေအထားမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အာအဲ့ဒါမျိုးသတိထားဖို့တော့ရှိတယ်ပြီးတော့ဒီဒူးတိုက်ချက်ပိုင်းဆိုရင်လည်းဒါလိုအပ်ရင်လိုအပ်တယ်လို့ထုတ်သုံးတဲ့အထူးသဖြင့် body တွေကိုပေါ့နော်အဲအဲ့လိုမျိုးဒါဒူးဒူးလဲထုတ်သုံးတဲ့နီးတဲ့အချိန်မျိုးမှာဆိုတော့ဖန်တို့ရှာကတိုက်တိုက်စစ်ဆင်လာပြီဆိုလို့ရှိရင်သူကောင်းကပုံမှန်ထက်အောက်ကိုနည်းနည်းရောက်တတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအချိန်မှာဒူးတော်လကောင်ဟိုဒီ upper cut ဒီတော်လကောင်အဲ့လိုမျိုးသုံးနိုင်မယ်ဆိုလို့ရှိရင်ဒါက အချိန်ကိုက်သုံးနိုင်တော့ဖန်တိုးရှာတခါတည်းတော့မှမောက်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီခုံမီတူးတိုက်တာမျိုးတော့ရှောင်သိနေခုံလိုက်လို့ရှိရင်ဒါဟိုမထီဘူးဆိုလို့ရှိရင်ဖန်တိုးရှာအတွက်ဆွဲလဲဖို့အရန်လွယ်သွားမယ်ဖန်တိုးရှာလည်းအရန်မြန်တာပေါ့ဆိုတော့အဲ့လိုမျိုးဆိုတော့ဒါတွေကဒီဒီ stand fight အနေထားမှာ Joshua ဝင်ထုတ်သုံးသိနေတယ်ကျွန်တော်တို့ဟိုပြောတာပေါ့နော် ground by မှာဆိုလို့ရှိရင် Joshua Wan အနေနဲ့ဘာတွေပြင်ဆင်လာတင့်လဲဆိုတော့အတိအကတော့ Phantosha ဟိုဆွဲလဲတတ်တဲ့ပုံစံမျိုးကိုသတိထားဖို့လိုပါတယ် ဖန်နိုရှာကဒီ striking clinch tick down ပုံစံမျိုးပေါ့နော်ဟိုအစောအစောနာအစတွေကကျွန်တော်တို့ပြောတယ်လို့သူကအဲ့လိုမျိုးပုံစံမဲ့အမြဲဆောလို့ရှိဆောလေရှိတယ်ဆိုတော့လက်တီတွေဒွဲလုံးတွေနဲ့ပြန်ဖက်ကိုတန်စကာနာရောက်အောင်ဖိထိုးမယ်အနာရောက်လို့ရှိရင်တန်စကာနာရောက်ပြီးဆို clinch အနေထားနဲ့သူဆွဲလှဲမယ်ပြီးရင် knock job ဖက်ကိုပေါ့နော်ပြန်ဖက်ရဲ့ back position ရအောင်ယူပြီးတော့မှချုပ်ကွက်နဲ့သူကဟိုပွဲသိမ့်တက်တဲ့ဖန်တို့ရှာပါဆိုတော့ကြော့ရှော့ရဲ့အနေနဲ့ကသူတိုက်စင်ဖွင့်လာတဲ့အချိန်မှာ ါ footwork ခြေခြေလှမ်းကောင်းကောင်းနဲ့ရှောင်တက်ဖို့လိုတယ်ပြီးတော့မှတကယ်လို့ dance gana ရောက်သွားပြီဆိုလို့ရှိရင်စပြီးတော့ take down defense လောက်ရမှာဖြစ်ပါလေဟိုအဲ့ဒီမှာ pendosha ရဲ့ကစားပုံအဆင့်ဟိုပြောရမဆို30လောက်ပေါ့เนาะအဲ့လိုမျိုးခွဲပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်တော့ဒီပထမဆုံးကတော့ဒီဆွဲလှဲမခံရအောင် defense လောက်တာဒုတိယတစ်ချက်ကတော့ back position knock jaw back ကိုမရောက်အောင် defense လောက်ရတာ ပြီးတော့တတိယတစ်ချက်ကတော့ back position ရောက်သွားပြီဆိုလို့ရှိရင်သူက real naked choke နောက်ကနေဒီ choke ပြီးတော့မှဟိုဟာမလုံနိုင်အောင်ပေါ့နော်သူ defense လောက်ရတာတွေအာအဲ့လိုမျိုးသုံးပိုင်းကျွန်တော်တို့ခွဲပြီးပြောလို့ရပါတယ်ကျော်ရှော်ဘယ်ကပထမအဆင့်ဖြစ်တဲ့ဆွဲလှဲမခံရအောင်ဒီ defense လုပ်တဲ့အပိုင်းမှာတော့တော်တော်လေးကောင်းပါတယ်ဒီ race ဆူရူယာနဲ့ပွဲမှာကျွန်တော်တို့အားလုံးတွေ့ရတယ်မြန်လဲမြန်နဲ့ defense လဲကောင်းတယ်ဆိုတော့ဒုတိယနဲ့တတိယအချက်ကိုကျွန်တော်တို့ဟို အတိကကြည့်ရမှာအဲ့ဒီနှစ်ချက်ကအဖြေဖြစ်လာပါလိမ့်မယ်ကျော့ရှော်ဝင်ရဲ့အရင်ပွဲတုန်းကဒီလိုအနေထားမျိုးမရှိခဲ့ဘူးဆိုတော့တကယ်လို့ဆွဲလဲခံရပြီးအောက်ရောက်သွားပြီးတော့သူ့ပြိုင်ဖက်ဖန်တို့ရှာကျော့ရှော်ဝင်ရဲ့နောက်ကျောမှာရောက်ပြီးဆိုလို့ရှိရင်သူ့ရဲ့ချုပ်ကွက်နဲ့မမိအောင်ကျော့ရှာဗန်ဘလူပြင်းစင်လာမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါတော့လေသူဒီ ဘရာဇီးလျန်ဂျူဂျစ်ဆူနီးပြကောင်းနေတဲ့သူပြင်ဆင်တယ်နီးပြအစ်တီနဲ့ပြင်ဆင်မှုတွေအများကြီးသူလုပ်တယ်ဆိုပြီးကျွန်တော်တို့သိရတယ်တွေ့ရတယ်ပေါ့နော်ဆိုတော့တကယ်လို့ take down defense ပိုင်းကောင်းကောင်းလုပ်နိုင်ရင်ပြီးတော့ stand five ပိုင်းမှာတိကျတဲ့ထိုးချက်တင်နဲ့အမှတ်ကိုကောင်းကောင်းယူပြီးတော့မှဟိုဂျော့ရှော်ဘင်ကစားနိုင်မယ်ဂျော့ရှော်ဘင်ဖန်တို့ရှာရဲ့ချုပ်ကွက်တီကိုသူဘလို့ defense လုပ်မလဲပေါ့နော်ဘလို့မျိုးရှောင်နိုင်မလဲအဲ့ဒီ defense ဟိုချုပ်ကွက်တီကလည်းဘလို့ယုံထွက်လာနိုင်မလဲဆိုတဲ့အပိုင်းကြီးကကျွန်တော်တို့တကယ်ဆို အရာတွေကအဖြေပေးအဖြေဖြစ်လာမှာဖြစ်ပါတယ်ဆိုတော့ဘာဖြစ်ဖြစ်ပြာကြောရှာပင်အတွက်ကတော့ဒါအခွင့်ရေးရတော့ရှိတယ်ပေါ့နော်ဒီအားပါတဲ့ power power ပါတဲ့ထိုးချက်တွေထက်သူကတိကျတဲ့ထိုးချက်တွေနဲ့အမှတ်ယူပြီးတော့မှဆော့ဆော့မယ်ကြောရှာပင်ကဟိုအဲ့လိုမျိုးလဲသူကစားတတ်တယ်အဲ့လိုကစားရင်လဲဒါသူ့အတွက်အမှတ်များများရမယ် take down ပိုင်းကိုလဲ defense လုပ်ပြီးသားဖြစ်မယ်ဟို ဲ့လိုမျိုးနဲ့ပဲသူအရင်ဘွဲတွေလည်းအနိုင်ယူခဲ့တာတွေရှိတယ်ပေါ့နော်ဆိုတော့ဟိုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာဟိုဖန်နိုရှာကပြီးခဲ့တဲ့ခိုင်ခါရာ friends နဲ့ဘွဲတော့က game plan ပုံစံမျိုးအဲ့ဒီပုံစံမျိုးနဲ့ပဲသူပွဲထွက်လာပါလိမ့်မယ်အရင်တော့ကဒီဘွဲအစပိုင်းတွင်တော့နည်းနည်းသူမတ်တက်ရပြီးတော့မှထိုးတာတွေရှိတယ်ဒီ david sano ဘွဲတော့ဘာလို့လိုမျိုးပုံစံပေါ့နော်ဟိုအဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့သူကဟို ပွဲကြည့်ကောင်းတာမကောင်းတာတွေထက်သူရလက်ပိုင်းတေချာမဲ့ဒီ ground ဘိုင်းကိုပဲသူဦးစားပေးလာတာကျွန်တော်တို့တွေ့ရတယ်သူအသက်အရွယ်ဟိုနည်းနည်းကြီးလာတာလည်းပါမထင်နဲ့ဆိုတော့ကျောရှော်ဗန်နဲ့ပွဲမှာလဲပွဲစာကလေးကသူ့အနေနဲ့ကတော့ဝင်လုံးမယ်သူ့ရဲ့ game plan ကလည်းဝင်လုံးဖို့အဲ့လိုမျိုးပဲသူပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ tick ကျောရှော်ဗန်ရဲ့ take down defense ကဘလောက်ကောင်းသလဲဆိုတော့ ဟာကတီနီယမ်မှာအရန်အရန်ကိုမူတည်လာမှာပါအရေးကြီးဆုံးအချက်ဖြစ်လာမှာ takedown defense ဘိုင်းကပြီးတော့ဒီနောက်ဆုံးပိုင်းအခြေတွေမှာတက်လုံကြလာပြီးတော့မှရှင်မထိုးနိုင်တော့ပေမဲ့ takedown လုပ်ပြီးမှအမှတ်ယူတာကလည်းဒါဖန်တိုးရှာရဲ့လုံနေကြအကွက်ပါဆိုတော့ takedown ဘိုင်းမှာတော့ van အတွက်ကတိတ်စိုးရင်စရာတော့မရှိဘူးဟိုမြန်လဲမြန်နဲ့ဟိုကျွန်တော်တို့လည်းတွေ့ဖူးတယ်ပေါ့နော်သူ takedown defense အနေထားဒါပေမဲ့ဆွဲလဲခံရပြီးတော့နောက်ပိုင်း ဟိုပြန်ထနိုင်တဲ့အနေအထားနဲ့ဒီ submission defense ဘိုင်းအဲ့ဘိုင်းမှာ Joshua Ben ကဘလောက်ပြင်ဆင်လာလာတယ်လဲဘလောက်ထူးချွေမှုရှိတယ်လဲဆိုတာကကျွန်တော်တို့စောင့်ကြည့်ရမှာပါအဲ့ဒါကလည်းဟိုအရေးကြီးဆုံးအချက်လဲအရေးကြီးဆုံးအချက်ထက်တစ်ချက်ဖြစ်လာမှာပေါ့နော်ဟိုပထမဆုံးအရေးကြီးဆုံးကတော့သူ့ရဲ့ take down defense ဘလောက်ကောင်းတယ်လဲဆိုတာအရေးကြီးဆုံးနံပါတ်1တစ်ချက်ဖြစ်မယ်နံပါတ်2တစ်ချက်က submission defense Joshua Ben ဘလောက်ကောင်းတယ်လဲဆိုတာ သူပြိုင်ဖက်ကသူ့ကိုချုပ်ထားပြီဆိုရင်အဲ့ဒါနဲ့သူဘလို့ယုံထွက်နိုင်မလဲဆိုတာကအဲ့ဒါလေတော်တော်လေးကိုအရေးကြီးတဲ့အချက်ဖြစ်လာမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါတွေအစဉ်ပြေသွားပြီဆိုလို့ရှိရင်တော့ဒီအနိုင်ရဖို့ဟာတေချာတလောက်ဖြစ်သွားမှာပါဟိုအလဲထိုးနဲ့အနိုင်ရရှိ စေချင်ကြပေမဲ့ဖြစ်နိုင်တာကတော့ဒါအမှတ်နဲ့နိုင်ဖို့ဟိုကြောချပဲနိုင်မယ်ဆိုလို့ရှိရင်တော့အနှံ့အမှတ်နဲ့နိုင်ဖို့ပဲဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ဘလို့ပဲနိုင်နိုင်ပြနိုင်ပြီးတော့မှချန်ပီယံဖြစ်လာဖို့ပဲလိုတယ် ချန်ပီယံဖြစ်လာမယ်လို့လည်းကျွန်တော်တို့အမှန်တမ်းပြောရင်တကယ်ယုံကြည်မှုရှိတယ်။ဟိုဘာလို့လဲဆိုတော့ပြန်ပြီးပြောရရင်ဗျာဖန်တိုရှာကလုံးဝမရှုံးဖူးတဲ့ fighter မဟုတ်ဘူး။အစ္စလာမ်တို့လိုမျိုးသူ့ပြိုင်ဖက်တီကိုလုံးဝဟိုနှစ်ဆကျော်လောက်တာပြီးတော့အပြတ်အသတ်အဲ့လိုကြီးဟိုဘလူးကောမလဲတာတဲ့ကစားကတမာမဟုတ်ဘူး။ဖတ်လိုမျိုး fighter မဟုတ်ဘူး။ဆိုတော့သူ့ရဲ့အားနည်းချက်တီရှိတယ်။အဲ့ဒါမျိုးကိုခွင့်ကောင်းယူနိုင်ပြီးတော့ Joshua Bin ကလည်း fight IQ ကောင်းတယ်ဆိုတဲ့အခါမှာ တကယ်သူအခွင့်ရေးယူတက်ပြီးတော့အမှားမရှိဘဲနဲ့တကယ်ကစားမယ်ဆိုလို့ရှိရင်တော့ဒီပွဲကဟိုဂျိုးရှော့ပင်အတွက်အနိုင်ချန်ပီယံဖြစ်ဖို့အခွင့်ရေးရှိတဲ့ပွဲလို့ကျွန်တော်သုံးသပ်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ Las Vegas မှာတွေ့ကြမယ် See you